တခါတုန်းကနာလီယာလို့ခေါ်တဲ့စူဇန်လိုစိတ်ကြီးမားတဲ့ကောင်မလေးတယောက်ရှိပါတယ်။နာလီယာတို့အိမ်ဟောင်းကြီးရဲ့အပေါ်ဆုံးထပ်မှာဖုန်တွေပင့်ကူမြင်တွေနဲ့ဖုန်းနေတဲ့မှန်ကြီးတစ်ချက်ရှိပါတယ်။အဲ့ဒီမှန်ကပုံမှန်မဟုတ်ပါဘူး။သူ့မျက်နှာပြင်ကအမြဲတမ်းဝိုးတဝါဖြစ်နေပြီးကြည့်လိုက်ရင်မှန်ထဲကနေတခြားမှန်တွေလိုနဲ့မတူပဲတီတိုးတန်လေးတွေကြားရတယ်လို့ခံစားနေရတယ်လို့ပဲတနေ့မှာတော့ညနေချင်းမှာနာလီယာဟာတတိကိုငွေပြီးအဲ့ဒီမှန်ကြီးကိုအဝတ်ဆုံးနဲ့တေချာတန်ရှင်းရေးလှုပ်လိုက်တယ်။မှန်သားပြင်ကြီးလင်းလာတာနဲ့အမျှမှန် ထဲကမြင်ကွင်းကလည်းပိုပြီးထူးဆန်းသွားပါတယ်။မှန်ထဲမှာနာလီယာရဲ့ပုံရိပ်အစားတလက်လက်တောက်ပါနေတဲ့မြက်ခင်းပြင်ပန်းရောင်တိမ်တိုက်တွေနဲ့ပြောင်းပြန်ကြီးဖြစ်နေတဲ့မြို့တစ်မြို့ရှိနေတာကိုမြင်လိုက်ရတယ်။နာလီယာကဆက်စုခြင်းနဲ့စိတ်ကိုမထိန်နိုင်တော့ပဲလက်ကိုမှန်ထဲကိုထိုးထည့်လိုက်တဲ့ အေးဆက်ဆက်မှန်သားပြင်စားနှွေးထွေးပြီးပျော့ပြောင်းတဲ့အရာတစ်ခုကိုထိမိတလို့ခံစားနေတယ်လို့ပါပဲပြီးတော့ရုတ်တရက်ဆွဲခေါ်ခံလိုက်ရတယ်လို့မျိုးမှန်တဲ့ကိုနာလီယာကရောက်ရှိသွားတော့တဲနာလီယာဟာမျက်လုံးဖွင့်လိုက်တော့သူ့ရောက်နေတာကမှန်တဲ့ကမြင်ခဲ့ရတဲ့အခြားကဘာအရာအလုံးကပြောင်းပြန်ဖြစ်နေပါတယ်မျက်ခင်းတွေကအပြာရောင်တောက်တောက်တွေပန်းတွေကတချင်းဆူနေကြတယ်အိမ်တွေကကြော့ချုံပုံစံမျိုးတွေဖြစ်နေတယ်ဒီကဘာကိုမျက် နိုးလို့ခေါ်ကြတဲ့နာလီဟာဟာမျက်နှာကပောက်ကိုရှောက်သွားရင်ကိုလုံးကိုတဲ့ဖောင်းဖောင်းနာရွက်ချွန်ချွန်နဲ့တီထွင်လို့ခေါ်တဲ့တတဝါလေးတစ်ကောင်နဲ့တွေ့လိုက်ပါတယ် တီထွင်ကနာလီယာကိုတွေ့တော့အံ့ဩသွားပြီးလူသားတယောက်ပါလာလို့ဩပြောလိုက်ပါတယ်တီထွင်ကပလဲကိုမြင်းတို့ကဘာအကြောင်းကိုနာလီယာကိုရှင်းပြခဲ့ပါတယ်ဒီကဘာမှာအရာအားလုံးကမင်းတို့ကဘာရဲ့စန့်ကျင်ဘက်ပဲလို့ပြောလိုက်ပါတယ်ဥပမာရေမောတာကမျက်ရည်ကျတာပဲစိတ်ဆိုးတာကလည်းပျော်ရွှင်တာပဲတဲ့မြင်းတို့ကဘာရဲ့လူသားတွေဟာပုံမှန်အားဖြင့်ကြောက်တတ်ကြတယ်သူတို့ကမှော်မှန်ကနေတဆင့်နာလီယာတို့ကဘာကိုကြည့်ပြီးရဲရင်ချင်းဆိုရဲခံစားချက်ကိုလိုချင်ကြတယ်နာလီယာကမြင်းတို့ကဘာကတငယ်ချင်းအတေးရသွား ဒါပါတယ်ကီတိုနဲ့ပေါင်းပြီးမျက်နှာကပါကိုရဲရင်ချင်းရဲ့အတိတ်ပဲကိုနားလည်အောင်ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ် သူတို့နှစ်ယောက်ဟာမြို့တော်စီကိုခီးဆက်ခဲ့တယ်မြို့တော်မှာရှိတဲ့မှတ်ဉာဏ်တွေကိုစောက်လျှောက်တဲ့မော်ကြောက်တုံးကြီးစီကနေရဲရင်ချင်းဆိုတာကြောက်ပေမဲ့ဆက်လုပ်ရတာပဲဆိုတာကိုလေ့လာခဲ့ကြတဲ့နာလီယာဟာနောက်ဆုံးမှာသူတို့ရဲ့ကဘာနှစ်ခုလုံးဟာကွဲပြားပေမဲ့အချင်းချင်းစီကနေအရေးကြီးတဲ့အရာတွေကိုတင်ယူနိုင်တယ်ဆိုတာကိုနားလည်ခဲ့တယ်သူဟာမော်မန်ကတဆင်သူ့ကဘာကိုမပြန့်ခင်မှာကီတိုနဲ့မျက်နှာကဘာသားတွေကိုရဲရင်ချင်းရဲ့စိတ်တက်ကိုနားလည်သွားခဲ့ပါတယ်နာလီယာဟာသူ့အိမ်ကိုပြန်ရောက်တော့မှန်ကြ ကြီးကပုံမှန်လိုပဲဝိုးတဝါဖြစ်နေပြန်လေဒါပေမဲ့ဘလဲကတော့သူ့ရဲ့အခြားကဘာခီးစဉ်ကိုအမြဲတမ်းမှတ်မိနေတယ်ပြီးတော့အဲ့ဒီကဘာကိုလိုအပ်တဲ့အခါမှန်ကြီးကိုတေချာရှင်းပြီးပြန်သွားနိုင်တယ်ဆိုတော့လှုပ်ဝက်ချက်ကိုလည်းသိနေခဲ့တယ်စူးစမ်းလုံစိတ်ဟာစွန်စားခန့်အစ်တွေကိုပို့ဆောင်ပေးနိုင်တယ်ကွဲပြားတဲ့နေရာတွေကလူတွေအရာတွေစီကနေအရေးကြီးတဲ့အရာတွေကိုရဲရင်ချင်းဆိုတာမကြောက်တာမဟုတ်ပဲကြောက်ပေမဲ့ရှေ့ဆက်ဖို့တတိရှိတာကိုခေါ်တာပဲ